်ခုနဗီဒီယိုတွေအရလိုမျိုးကလေးကိုအမြန်အငိုတိတ်စေမဲ့နီလန်းလေးကိုစိတ်ဝင်စားကြမှာထင်ပါတယ်အဲ့ဒါဆိုရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါနော် အဲ့ဒါလေးကိုမပြောပြခင်ဒေါက်တာဟာဗေးကပ်ရဲ့ခလေးကိုငိုပြီးတော့ငိုတာကိုအဲမြေအငိမ့်စီရဲပေါ့နော်ခမ်းမင်းဖြစ်စီရဲအစောပိုင်း3လကလေးဒီမှာဆိုရင်ပို့ပြီးတော့အိပ်ပျော်စီရဲနီလန်းလေးကိုအဲ့ဒါအရင် share ပေးပါမယ်။တူတာ 5S ကို3လရဲပေါ့နော်ပထမတစ်ခုကဆော့တဲ့အနီးထောက်ထားရမယ်။နောက်တော့အနီးပေါ့နော်ဖွဖွားပုံမှန်နဲ့အရင်ကြိုက်ကြိုက်လို့မဟုတ်လည်းပုံမှန်ကြက်ကြက်လေးထောက်ထားပေးရမယ်။နောက်တစ်ခုက size သို့မဟုတ် stomach ပေါ့နော် size ဆိုတာက base sound 8တာအဲဘာလဲ stomach ဆိုတာမှောက်8တာပေါ့နော်အဲ့ဒီအနေထားပြောတာဒါပေမဲ့ဒါကကလေး ဘောဆိုအဲ့တဲ့အချိန်မှာလောက်ထားလို့မရပါဘူးเนาะကိုချီထားတဲ့အချိန်မှာထားလို့ရတယ်ခလေးကမှောက်တဲ့အချိန်ကနေကော့ကိုပြန်မလှတတ်ဘူးဆိုရင်ဒီလိုဘေးဆောင်အိတ်တာရဲ့မှောက်အိတ်တာတွေကသူတို့နှာခေါင်းပြနိုင်တယ်ပေါ့เนาะသူပြန်ပလန်တက်တော့အန်ရမြားအတွက်ဒီလိုတော့ထားလို့မရသေးဘူးပေါ့เนาะကိုချီထားတဲ့အချိန်မှာထားလို့ရတယ်နောက်တစ်ခုတော့ရှူရှူရှူအတန်လုတ်ပေးတာပေါ့เนาะရှူရှူရှူအတန်ကသူ all ငိုးနေတယ်ဆိုရင်သူ့အတန်ထဲကြည့်အောင်ကိုလုတ်ပေးရမယ်ပေါ့เนาะ နောက်တစ်ခုကကြတော့ swinging ပေါ့နော်ဒီလိုအဲသူ့ကိုချော့တိတ်တာတယ်ဒီလိုလှုပ်တိတ်တာလို့ဒီလို motion တစ်ခုလုပ်ပေးတာပါနော်အရင်ကြမ်းကြမ်းလှုပ်ရမလို့ပေါ့ကြမ်းကြမ်းလှုပ်ကြတော့ shake and baby syndrome တွေပါဖြစ်နိုင်တယ်ပေါ့နော်ပုံမှန်ပြပြလေးလေးလှုပ်ပေးလို့ရတယ်အဲလှုပ်ပေးလို့ရတယ်နောက်တစ်ခုကျ soothing ပေါ့နော် soothing ဖြစ်ဖို့ကြတော့အဲချိုလိန်သုံးလို့ရတယ်ပေါ့နော်ဒါကတော့ option နဲ့ပေါ့သုံးချိန်လည်းသုံးလို့ရတယ်ပေါ့နော်သူကဒီ၅ခုပြောထားတယ်အဲ ပြန်ပြောရမယ်ဆိုရင်အနှီးထုတ်တာရဲ့သူ့ကိုဘေးဆိုင်ထားတာတော့မဟုတ်ဒါမှောက်ရထားလို့ရတယ်ဗောနော်မှောက်ရထားတဲ့ဗီဒီယိုလေးလက် ပြထားပြပါတယ်။မောက်ရထားလို့ရတယ်။ပြီးတော့သူရှုရှုလုပ်လို့ရတယ်။ပြီးတော့ဒီလို motion လေးလုပ်ပေးလို့ရတယ်။ပြီးတော့ကျတော့ချိုးလိမ်ထည့်လို့ရတယ်ပေါ့နော်။အဲ့ဒါကိုသုံးပြီးတော့ကျမကဘယ်လိုလုပ်ထားလဲဆိုတာလေးကိုပြပေးမယ်နော်။အရှိရဲ့ဗီဒီယိုမှာဆိုရင်ကျမကဂျန်နဲ့၄ခုလောက်အကုန်သုံးထားရပေါ့နော်။ချိုးလိမ်တစ်ခုပဲမသုံးထားတာ။ကလေးကိုအနည်းထုတ်ထားတယ်။နှုတ်ထားပြီးတော့ဒီလိုရင်ဘက်နဲ့ကတ်လိုက်ပြီးတော့ဘေးလိုက်ထားတယ်ပေါ့နော်။ side line ထားတယ်။ပြီးတော့ရှုရှုလုပ်တယ်။ရှုရှုကဒီလိုပေါ့နော်။ကိုလှုပ်လိုက်တယ်ပေါ့နော်။လှုပ်ပြီးတော့ရှ်ရှ်ရှ် အနာကိုကပ်ပြီးလောက်လိုက်တယ်ပေါ့နော်အဲ့ဒါဆိုရင်သူငိုတိတ်တာမြင်တယ်ပေါ့နော်အဲ့လိုမျိုးလောက်ကြည့်လို့ရပါတယ်မိမိတို့ရဲ့အဆင်ပြေပါစေနော်